မြို့နယ်ပေါင်း268မြို့နယ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့စစ်ကောင်စီခန့်အပ်တဲ့ရွေးကောက်ပွဲကော်မရှင်ကကြေညာပါတယ်ဒီနေ့ကုံပိုင်းမှာရွေးကောက်ပွဲလုပ်မယ်ဆိုပေမဲ့ရက်အတိကျမကြေညာသေးပါဘူးရွေးကောက်ပွဲရက်ကြေညာပြီးမှရွေးကောက်ပွဲလုပ်မယ်မြို့နယ်မလုပ်မယ်မြို့တွေကိုထုတ်ပြန်ကြေညာပေးမယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာမြို့နယ်330ရှိတဲ့အတွက်268မြို့မှာရွေးကောက်ပွဲလုပ်မယ်ဆိုတာဟာ80%ခန့်လုံးကျော်ဖြစ်တယ်လို့လည်းရွေးကောက်ပွဲကော်မရှင်ကဆိုပါတယ် ရွေးကောက်ပွဲကို92 U စနစ် FPTP နဲ့အချိုးကျအကိုစားပြုစနစ် PR စနစ်တို့ကိုရောနှောအသုံးပြုသွားမယ်လို့လည်းဆိုပါတယ်ဘလို့ကျင့်သုံးမယ်ဆိုတာကိုတော့ရွေးကောက်ပွဲဥပဒေနီးဥပဒေတွေထုတ်ပြန်တော့မှသာအသေးစိတ်သိရမယ်လို့ဆိုပါတယ်ဒါပေမဲ့စစ်ကောင်းဆောင်တွေရဲ့ပြောဆိုချက်တွေအရပြည်သူ့လွှတ်တော်ကို FPTP စနစ်အမျိုးသားလွှတ်တော်ကို PR စနစ်ကျင့်သုံးပြီးတော့ပြည်내တိုင်းလွှတ်တော်တွေမှာတော့တဝက်စီကျင့်သုံးမယ်လို့ဆိုထားပါတယ်2020ရွေးကောက်ပွဲကို တရားမျှတမှုမရှိဘူးလို့ပြောဆိုအာဏာသိမ်းပြီးစစ်အုပ်ချုပ်ရေးအောက်မှာရွေးကောက်ပွဲအတစ်ကိုအခုလိုပြုလုပ်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။အရင်ရွေးကောက်ပွဲတက်တန်းနှစ်ခုစတိုက်မှာအနိုင်ရခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်းဖျက်သိမ်းထားပြီးအရင်ကမဲရှုံးခဲ့တဲ့သူတွေကြီးသာဝင်ရောက်ရှင်ပြိုင်ကြမဲ့ရွေးကောက်ပွဲအတစ်ဖြစ်ပါတယ်။မြို့နယ်169ခုမှာရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားတဲ့အတွက်တော်လှန်ရေးအဖွဲ့တွေထိတ်ချုပ်ထားတဲ့နေရာအများအပြားမှာပါရွေးကောက်ပွဲပြုလုပ်ဖို့ရာထားတဲ့ သဘောဖြစ်ပါတယ်ကီးရမျိုးသားအစည်းအုံကောတူလေအုတ်ချုပ်ရည်နေမြေဘိတ်တဝဲခိုင်ကဆယ်တူမျိုးနယ်တောင်ပြောက်ကျေးရွာအုပ်စုကြောက်အိုင်ကျေးရွာကိုစစ်ကောင်စီက jet fighter နဲ့ဘုံးနှလုံးကျဲချခဲ့တာကြောင့်ကလေးငယ်တဦးအပါဝင်ပြည်သူ၂ဦးတေဆုံးပြီးတော့6ဦးဒဏ်ရာရခဲ့ပါတယ်ဇွန်လ9ရက်မနေ့ကမနက်ပိုင်း7:55မိနစ်မှာ စစ်ကောင်စီက jet fighter နဲ့ကြောက်အင်ကြီးရွာအတွင်းကိုဘုံတလုံးကြဲချတိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုကြောင့်အသက်၁၀နှစ်အရွယ်မောင်စောတန်ဝင်းထွေးနဲ့အသက်55နှစ်အရွယ်ဦးတန်းအောင်တို့တိတ်ဆုံးခဲ့ပြီးတော့6ရောက်ဒဏ်ရာရခဲ့တယ်လို့နေအိမ်တချို့လည်းပျက်စီးခဲ့ပါတယ်စစ်ကောင်စီကမေလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်ပြန်လည်တိစောက်ရေးလူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေလှုပ်ဆောင်ဖို့အတွက်ဇွန်လကုန်အထိအပြည့်ရက်တက်တန်းတိုးထားတယ်ဆိုပေမဲ့ မြန်မာနိုင်ငံတဝိုင်းကိုနေစဉ်နေတိုင်းပြည့်ရက်မရှိဘုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်ယူရိုရက်စေထိတ်ချုပ်နေမြေတွေကတရုတ်ပိုင်ရွှေနဲ့မြေရှားတတ်ထုမိုင်းတွင်းတွေကြောင့်နောက်ခုနဲ့မဲဆိုင်မြေရီတွေညဉ့်ညမ်းမှုကိုတိုက်တာမဲ့စောင့်ကြည့်ရေးစင်တာ၄ခုကိုဖွင့်လှစ်လိုက်ကြောင်းထိုင်းဆိုရကဒီကနေ့ကြေညာပါတယ်။အဲ့ဒီစင်တာ၄ခုကိုမနေ့ကစတင်ဖွင့်လှစ်လိုက်တာပါ။ရေဒုညဉ့်ညမ်းမှုတိုက်တာစောင့်ကြည့်ရေးစနစ်၄ခုကိုချင်းရိုင်း KI မဲအိုင်ခိုင်ခွဲမှာရှိတဲ့တတ်တွန်းတရာချင်းရိုင်ခိုင်ခမ်းမနောက်ဖက်နတ်ခုတ်မြစ်ပြည်သူပန်းချံမဲဆိုင်နေစက်ကိတ်ချင်းဆန်းရှိရွှေတရီကန်စုံလေးနေရာမှာထားတာဖြစ်ပြီးတော့မြေရည်ညံမှုအတိုင်းတာကိုဒေသကနေနဲ့ပူးပေါင်းထုတ်ပြန်ပေးမှာဖြစ်တယ်လို့ထိုင်းပြည်ရဲ့ဒုတိယဝန်ကြီးတီရာရက်ကပြောပါတယ် YWSA ထိန်းချုပ်နယ်မြေတွေကတရုတ်ပိုင်ရွှေနဲ့မြေရှားတပ်ထုတွင်းတွေကိုပိတ်သိမ်းဖို့ဇွန်လ9ရက်နေ့ကလည်းပတ်ဝန်းကျင်ထိန်းသိမ်းရင်းနေ့မှာ ထိုင်းနိုင်ငံချင်းရိုင်မြို့ကဒေသခံတွေစုယုံဆန္ဒပြခဲ့ကြပါတယ်မက်ဖလောင်ပြည်သူ့ပန်းချံမှာချင်းရိုင်ဒေသခံတွေစုယုံပြီးတော့ထိုင်းဝန်ကြီးချုပ်စီကိုရည်ညွှန်းတဲ့တောင်းဆိုစာတမ်းတွေကိုင်ဆောင်ပြီးတော့ဆန္ဒပြခဲ့ကြတာပါဒါအပြင်တချင်းတီဆိုတာရိုးရာဒလိပုံရိပ်ပုံဖော်တာတွေတုံးပြီးတော့ထိုင်းမြန်မာဝါနဲ့တရုတ်အစိုးရကိုရွှေနဲ့မြေရှားတထုမိုင်းနေပိတ်သိမ်းပေးဖို့ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီတထုတွင်းတွေကြောင့်နတ်ခုံမြင့်နဲ့မဲဆိုင်မြစ်တွေတဲကိုအာဆစ်နဲ့ အစိတ်ဓာတ်နဲ့တခြားအန်ဒီယရှိတတ်ထုတွေပြောင်းဝင်ညဉ့်ဉန်းနေတယ်လို့ဆိုပါတယ်တရုတ်နိုင်ငံက median heavy မြေရှားတတ်ထုတင်ပို့တာကိုထိမ့်ချုပ်တဲ့အလုပ်ဟာသူတို့ရဲ့လုတ်ပိုင်ခွဲဖြစ်ပြီးတော့နိုင်ငံတကာလုံထုံးလုံနီးတွေနဲ့ကပ်ညီတယ်လို့တရုတ်ကွန်တော်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်တရုတ်ကွန်တော်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကိုသတင်းတောက်တွေကနေပြီးတော့မင်းမြန်ရမှာအခုလိုပြန်လဲပြီးတော့ ဖြေကြတာဖြစ်တယ်လို့တေးအစိုးရပိုင်း CRI သတင်းဌာနရဲ့ဒီကနေ့သတင်းမှာဖော်ပြထားတာပါ မြေချတတုဆိုင်ရာပစ္စည်းတွေကိုစစ်ဖက်နဲ့အရက်ဖက်မှာအသုံးပြုနိုင်ပြီးတော့ဒါတွေကိုတင်ပို့မှုထိ ंछ ွေရေးအစီအစဉ်ဟာနိုင်ငံတော်လုံခြုံရေးနဲ့အကျိုးအစီးပွားကိုပို့ပြီးတော့ကောင်းမွန်အောင်ဆောင်ရွက်နိုင်ဖို့နဲ့မပြန့်ပွားစေရစတဲ့နိုင်ငံတကာတာဝန်ဝတ္တရားတွေကိုလိုက်နာနေတာလို့လည်းပြောသွားပါတယ်။ဒါအပြင်တရုတ်နိုင်ငံဟာမြေရှားတပ်ထုဆိုင်ရာပစ္စည်းတင်ပို့မှုထိ ंछ ွေရေးအစီအစဉ်တွေကို ဥပဒေနဲ့အညီလှုပ်ဆောင်နေပြီးတော့တင်ပို့ခွင့်လျှောက်လာတချို့ကိုလည်းစီစစ်အတီးပြုပြီးဖြစ်တယ်လို့ဖော်ပြထားပါတယ်။ပကံဘိုချို PDF ဖက်ကဖတ်မိထားတဲ့ဆေးဘက်ဆိုင်ရာဗိုလ်ကြီးနှစ်ယောက်ကိုတက်ပြေးတယ်လို့စစ်တပ်ထောက်ခံသူတွေရဲ့ Telegram လူမှုကွန်ရက်စာမျက်နှာပေါ်မှာဝါဒဖြန့်နေကြပါတယ်။ပြီးကြတဲ့မေလ20ရက်နေ့တုန်းကမန္တလေးတိုင်းညောင်ဦးမြို့နယ်ညောင်ဦး6ကားလမ်းမိုက်တနေရာမှာတော်လိုင်းရေးတပ်ဖွဲ့တွေကအရက်ဝက်နဲ့စစ်ဆေးတာတွေလုပ်ခဲ့ပါတယ် ဲ့ဒါလိုစစ်စစ်နေတဲ့အချိန်မှာချောက်မြို့ကိုဥတီပြီးတော့မောင်းနေလာတဲ့အိမ်စည်းကားတစ်စီးထဲမှာဗိုလ်ကြီးနှစ်ယောက်ကိုဖမ်းမိတာဖြစ်ပါတယ်။ဖမ်းဆီးခံရတဲ့ဗိုလ်ကြီးနှစ်ယောက်ဟာ ကျမ်းမာရေးနဲ့ယောဂနှိမ်နေတက်ကသူနာပြုဗိုလ်ကြီးညီညီမျိုးစွေနဲ့ဗိုလ်ကြီးဆိုးထွက်ကြော်လို့ဖြစ်ကြပါတယ်။အဲ့ဒီဗိုလ်ကြီးနှစ်ယောက်ဟာ PDF နဲ့ပူပေါင်းဖို့သွားတာကို PDF တွေကစီပြီးတော့ဖမ်းထားတာလို့စစ်ကောင်စီအလိုတော်ကြီးတွေက Telegram မှာဝါဒဖြန့်ချီရေးသားကြပါတယ်။သူတို့နှစ်ယောက်ဟာ ငွေကြီးအရှိတ်အရှင်းနဲ့လူမှုရေးပြဿနာတွေကိုရှောင်ပြေးခြင်းလို့စစ်တပ်ကနေထွက်ပြေးတာလို့လည်းသူတို့ကဆိုထားကြပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ဟာတော်လန်ရေးတပ်ဖွဲ့တွေက စစ်ဆေးတာကိုစစ်ကောင်စီတပ်ကစစ်ဆေးတာထင်ပြီးတော့သူတို့ရဲ့စစ်သားစီစီရေးကဝန်တန်းကထုတ်ပြလို့ဖမ်းမိခဲ့တာလို့ပကံဘိုချိုတော်လန်ရေးအဖွဲ့ကဇွန်လ6ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်ကိုလံဘီယာသမရရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့သမရလောင်းမီကဲဦးရီပေး တဘေးဟာမြို့တော်ဘုက္ကတမှာမဲဆွယ်စည်းရုံးမှုပြုလုပ်နေစဉ်အပြစ်ခတ်ခံလိုက်ရပါတယ်။အသက်39နှစ်အရွယ်လက်ရရင်အတိုက်ခံအထက်လွှတ်တော်အမတ်တဦးဖြစ်တဲ့မီဂဲဥရီဗေးကိုလူမှုစုဝေးပွဲမှာမိန်ကွန်းပြောနေစဉ်ပြစ်ခတ်ခဲ့တာဖြစ်ပြီးတော့ဥကောင်းကိုနှစ်ချက်ဒူးကိုတစ်ချက်စုစုပေါင်း၃ချက်ပြစ်ခတ်တာခံခဲ့ရတဲ့အကြောင်းရုံမြင့်တန်ကြားသတင်းတွေထဲမှာတွေ့မြင်ရပါတယ်။ဥကောင်းထိမှန်တဲ့ဒဏ်ရာကြောင့်အလွန်ဆိုးရင်ရတဲ့အသက်တန်လူနာအဖြစ်နဲ့စိတ်ကူးတာနေပါတယ်။အသက်လူနေရတဲ့အခြေအနေ ဖြစ်ပါတယ်အခုအတိုက်ခိုက်ခံရတဲ့ရုပ်မြင်သံကြားအတန်ဗီဒီယိုဖိုင်ဟာလူမှုကွန်ရက်တွေပေါ်မှာပြန့်နှံ့နေပြီးတော့ဗီဒီယိုဖိုင်ထဲမှာတော့သဏ္ဍပစ်ခတ်မှုဖြစ်နေချိန်မှာလူစုလူဝေးအတွင်းမိန်ကွန်းပြောကြားနေတဲ့ဥရီဗေးကိုတွေ့မြင်ရပါတယ်အဲ့ဒီနောက်၃ချက်ထက်မနည်းတဲ့သဏ္ဍတန်တွေကိုကြားလိုက်ပြီးတဲ့နောက်ရုပ်တရက်ဆိုလိုအခြေအနေကရှုပ်ထွေးသွားပါတယ်ဥရီဗေးရဲ့ဥကောင်းတန်ရာလို့ယူဆရတဲ့ဒန်ယာကနေသွေးတွေစွန့်ထွက်နေတာကိုမြင်ရတယ်လို့လူများပြားကလည်းအကူအညီပေးနေကြတာကို တွေ့ရပါတယ် ရီဗေးရဲ့ Conservative Democratic Center ပါတီကဒီတိုက်ခိုက်မှုကိုလက်မခံနိုင်သောအကြမ်းဖက်မှုလို့မှတ်ချက်ပေးထားပြီးတော့တန်တရားရှိတဲ့တနက်သမားတယောက်ကိုဖမ်းဆီးထားကြောင်းမြို့တော်ဝန်ကလည်းအတည်ပြုထားပါတယ်။အစိုးရကလည်းတခြားပါဝင်ပတ်သက်တဲ့သူတွေကိုဖမ်းဆီးနိုင်ဖို့အတွက်သတင်းပေးတဲ့သူတွေကိုစုချီးမြှင့်မယ်လို့ကြေညာထားပါတယ်။ဖမ်းဆီးခံရတဲ့သူဟာအသက်15နှစ်အရွယ်သာရှိသေးတဲ့လူငယ်တယောက်ဖြစ်ပြီးတော့ကိုမမပစ္စတိုနဲ့အတူဖမ်းမိထားတာဖြစ်ပါတယ်။ ရုရှားယင်မြင်ဒီအခမ်းအနားမှာတိသက်တွေ့ခဲ့ကြတဲ့ကတရုတ်မြန်မာနှစ်နိုင်ငံအတွက်အရေးကြီးတဲ့သဘောတူညီချက်တွေရခဲ့တယ်လို့တရုတ်သမ္မတရှီကျင်းဖျင်ရောဗိုလ်ချုပ်မင်းအောင်လှိုင်ရောကပါဒီကနေ့နှစ်ဖက်အပြန်လန်ပို့ကြတဲ့တဝန်လာတွေထဲမှာထုတ်ပြောလာပါတယ်ဒီကနေ့ဇွန်လ10ရက်နေ့မှာကြာရောက်တဲ့တရုတ်မြန်မာတန်တမန်ဆက်ဆံရေး85နှစ်မြောက်အဖြစ်အပြန်လန်တဝန်လာတွေပြုပို့ခဲ့တာဖြစ်ပါတယ်နှစ်နိုင်ငံဒေသတည်ငြိမ်ရေးနဲ့လုံခြုံရေးအပြင် ဆွေရင်ကန္နာတွေမှာမဟာပြူဟာမြောက်ပူပေါင်းဆောင်ရွက်ဖို့ဘုံသဘောတူညီချက်ရခဲ့တာဝမ်းသာတယ်လို့ဗိုလ်ချုပ်မင်းအောင်လှိုင်ကပြောပါတယ်အဲ့ဒီကန္နာတွေမှာရှီကျင်းဖြစ်တဲ့ဗိုလ်ချုပ်မင်းအောင်လှိုင်ကဘာတွေကိုဘယ်လိုမျိုးပူပေါင်းဆောင်ရွက်ကြမှာလဲဆိုတာနဲ့ဘလောက်တိုက်တာအထိအပေးယူလုပ်ထားတယ်လဲဆိုတာတွေကိုတော့တိတိကျကျထုတ်ပြောမထားပါဘူးနှစ်ဖက်ပို့ကြတဲ့သဝန်လာတွေထဲမှာတရုတ်ရဲ့ပိုလန်မှာစီမံကိန်းအောက်ကတရုတ်မြန်မာစီးပွားရေးစင်ကြံစီမံကိန်းကြီးတွေကိုအားရကျင်းတဲ့အကြောင်းလဲ ဗိုလ်ချုပ်မင်းအောင်လှိုင်ကအထူးပြုပြီးတော့ပြောထားတာတွေ့ရပါတယ်။2020ခုနှစ်တုန်းကစီကျင့်ဖြစ်ရဲ့ဗမာပြည်ခီးစဉ်နဲ့2024ခုနိုဝင်ဘာလကခွန်မင်းမြို့မှာလုပ်တဲ့မဟာမဲကောင်ဒေသအတွင်းထိတ်သီးအစည်းအဝေးတွေကြောင့်နှစ်နိုင်ငံဆက်ဆံရေးတိုးမြင့်နိုင်ခဲ့ကြတယ်လို့လည်းဗိုလ်ချုပ်မင်းအောင်လှိုင်ကတောင်းလာတဲ့မှာထည့်သွင်းပြီးတော့ရည်တားထားပါတယ်။အမေရိကန်ပြည်ထောင်စု Los Angeles မြို့မှာ ဆန္ဒပြနေတဲ့သူတွေကိုနှိမ်နှင်းဖို့တမရထရမ်ကနိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ဝင်2000ကိုဆေလွတ်လိုက်ပါပြီတမရထရမ်တက်လာပြီးနောက်နာမည်ကြီးလာတဲ့ ICE လို့ခေါ်တဲ့အမေရိကန်လောက်ဝကအရေးတွေကရွှေပြောင်းဝင်ရောက်လာသူတွေကိုဖမ်းဆီးနှိမ်နှင်းမှုတွေလုပ်ပြီးတဲ့နောက်စန့်ကျင်ကန်ကွက်တဲ့ဆန္ဒပြပွဲတွေပေါ်ပေါက်လာတာပါအဲ့ဒီဆန္ဒပြပွဲတွေကိုလုံခြုံရေးတပ်တွေဆေလွတ်နှိမ်နှင်းရမှာအဲ့ဒါဟာရက်ဆက်ကြမ်းကြုတ်တဲ့အလုပ်ရဖြစ်တယ်လို့ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး Gavin Newsom ကိုယ်တိုင်ကတွစ်တာမှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါဟာတမင်တက်တက်မိမွေးတဲ့လောရဖြစ်ပြီးအဲ့ဒီလောရကြောင့်တင်းမာမှုတွေပိုပြီးတော့တိုးမြင့်လာပွေသာရှိတယ်လို့သူကဝေဖန်ပါတယ်။သမရဒေါ်နယ်ထရန့်ကတော့ဒီမိုကရက်တစ်ကိုယ်စားလှယ်ဖြစ်တဲ့ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး Gavin Newsom ကိုအကြီးချင်းမပြည့်မီဘူးလို့ဆွဆွဲပြီးတော့ကယ်လီဖိုးနီးယားရဲတွေရဲ့နေရာမှာ ပြည်ထောင်စုရဲတပ်ဖွဲ့ဖြစ်တဲ့နိုင်ငံတော်လုံခြုံရေးတပ်ကိုအစားထိုးဆေးလွတ်ပြီးတော့ဆန္ဒပြပွဲကိုဖြိုခွဲဖို့အမိန့်ပေးလိုက်တာပါဆန္ဒပြသူတွေကိုနှကောင်းဆွတ်တွေမျက်နှာဖုံးတွေတက်ခွင့်မပေးသင့်ဘူးလို့လဲတမရထရန့်ကဝေဖန်ပါတယ်တမရထရန့်ရဲ့ကာကွယ်ရေးဝန်ကြီးပီတ်ဟက်ဆက်ကလည်းနိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့နဲ့ချက်ချင်းအစားထိုးရမယ်လို့အမိန့်ပေးလိုက်ပြီးတော့ဆန္ဒပြတဲ့သူတွေမရက်ရင်ရေတပ်ကိုလွှတ်ပြီးတော့နှိမ်နှင်းမယ်လို့လဲချိန်ချောက်ထားပါတယ် ဇွန်လ10ရက်နေ့နောက်ဆုံးရသတင်းတွေကို TM Media ကတင်ပြပေးနေတာဖြစ်ပါတယ်။